ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဗိုက်သားများတကယ်ဖြစ်နေတာတွေကိုကျွန်တော်စောနာပြောသလို group group ဖွဲ့ထားတာတို့နော် group ဖွဲ့တယ်ကတီးနဲ့ group ဖွဲ့တယ်သတင်းတွေသတင်းတွေအဖောက်အဲ့ဖွဲ့ထားတဲ့သတင်းတွေဟောအဲ့လို group တွေဖွဲ့ပြီးတော့အဲ့လိုသတင်းတွေကောင်းနေရဆိုရင်ကျွန်တော်တို့ကဘာလို့ပြည်သူလူထုကဂျုံုံကြီးကြီးနဲ့မသွားနိုင်တာလဲကျွန်တော်မေးနေတာ အဲ့တော့ဒီဂရုတွေဖွဲ့ထားရင်ပြည်သူလူထုကဘာလို့ယုံယုံကြည်ကြည်နဲ့ဒီလမ်းတွေကိုအသုံးမပြုနိုင်တာလဲ။ကဲရှမ်းပြည်နယ်မြောက်ပိုင်းမှာကြည့်လိုက်။ဟမ်အခုဘာဖြစ်လဲ။ရမကနော်တမတော်ပြန်ပြီးတော့ပေးရမှာပေးမှာဟိုကောင်တွေကပေးမှာမပေးဘူးမဟုတ်ဘူး။ပေးမှာထောင်ထဲကစစ်သုံးဘက်တွေကိုကျွန်တော်ဒီရပိုင်းထဲမှာကျွန်တော်အဲ့ အလူကိစ္စနဲ့သွားလာပြီးဒီငလင်ကိစ္စကြောင့်လို့ရှုပ်သွားလို့เนาะထောင်ထဲကကားခုနှစ်စီးတရက်လွန်ခဲ့တဲ့၃ရက်တော့ကစစ်သုံးပန်းနေလာချိုးထောင်ထဲကနေပြီးတော့ကားခုနှစ်စီးနဲ့တိန်နီ လောက်ကိုင်းဘက်ကို ခေါ်သွားတယ်တချို့တဘက်ကိုတိန်နီမှာထားခဲ့တယ်တချို့တဘက်ကိုလောက်ကိုင်းကိုခေါ်သွားတယ်เนาะတနေ့ကမနေ့တနေ့ကကားငါးစီး ထောင်ထဲကနေထွက်ခေါ်သွားတယ်ထွက်ခေါ်သွားတယ်နော်အဲ့မှာလာကျိုးမှာလည်းအခွန်ပဲကြံတော့တယ်နော်ကြည်ကြက်လည်းလုံးတော့ကြာနေမှာရတယ်ဆိုပြီးတော့မှကျွန်တော်တို့တော့ဒီတိုင်းပြည်ဒီနိုင်ငံအနေထားကိုလေကျွန်တော်တို့နားမလဲတော့ဘူးကျွန်တော်တို့ပြစ်တာမဲလိမ်မဲ မဲမတမာမှုမဲခိုးမှုဟာလေအာနာထိန်ပြီးတော့မှဒီတပုံတွေကထားကြသွားတောင်းကျမ်းတော်လန်ပြီးတော့မှတိုင်းပြည်ကဒီလောက်ထိပြက်လို့ပြက်စီးဖြစ်သွားနေတဲ့အချိန်မှာတော့ဟောနော်ပြောသေးတယ်ပြီးလို့ရှိရင် NCA NCA ဆိုတာတရားမှလည်း NCA ကိုဥမာတကူဒီအခုအကြမ်းမဲ့လက်နက်ကင်တောင်းကျမ်းတဲ့လူတွေအားလုံးကတရားမှလည်းဒီ NCA ကိုလည်းမထိုး NCA ကိုလည်းပွင့်နေပြောမယ်ဗျာပွင့်ပွင့်နေနေပြောတာနော် နော်အစီထိုးတဲ့ဘွဲကတော့တဲရဲဘွဲတက်တဲ့တွဲဘွဲဂျန်တဲ့ဘွဲကလီးလံပြနေတာအဲလီးလံပြတဲ့အဖွဲကအခုလုံလာပြန်ပြီဒီလာချိုးနော်လာချိုးသွားတဲ့အမှာနောင်ခွဲတို့နောင်မုံတို့ဟိုဘက်မှာမန်နာတို့ဟိုပိတ်တို့ဟိုဘက်အကျော်ရွာတွေမှာအကုန်လုံးကတပုံတွေကသွားကြအောင်ဆောင်ပြီးဝိုင်းထားတယ်ပြီး MND ကိုကန့်တွေကနော်တက်တော့ကာကွယ်ဦးစီးချိုးဘာကကြုံကြီးတိပါသလားခမညာ အရက်ဝတ်တွေနဲ့လာပြီးတော့ဒီပြင်ဦးလွေမှာဆမ်ဆယ်တို့30တို့ရွှေညောင်ပင်တို့အကိုင်းမှာဒီကောင်တွေအခုခံစစ်တွေပြင်ထားတယ်အကိုင်းမှာခံစစ်တွေပြင်ထားတယ်ခုကျွန်တော်တို့ပြောချင်တာကအထက်အောက်မှာစစ်သားတွေဖြစ်ပြီးကျွန်တော်အမြဲတမ်းပြောတဲ့စကားတခွန်းရှိတယ်အလေးပြုပြီးသတင်းပို့ရတဲ့စနစ်ပဲဗျာ မဟုတ်ဘူးလား30ရို30ရို깟ရမှာလေအခုနောင်ချိုတိုက်တာတိုက်တာနဲ့အခုငလင်လောက်တာနဲ့အပြစ်ကရက်စဲလာနဲ့တောင်းခန်းနေတိုက်လာတာဒုဒ္ဓဝတိတရားမှာရက်နေတယ်နော်တိုက်တော့တိုက်တယ်အခု30ရို30ရို30တောင်းကြောက်ဒီဆွေညောင်မေတို့တောင်းကြောက်တိုက်မှာကျွန်တော်တို့ကပြောတာလွန်လို့လားဗျာကျွန်တော်တို့တက်မတော်ဆိုတာက ဒါကြတော့တက်မတော်တရလုံးနဲ့ဆိုင်တာမြန်မာနိုင်ငံအနေနဲ့တက်မတော်ကမားလာရှင်ပြောပါဗျာအဆင့်30ခုမှရှိနေတာအဆင့်30ခုမှရှိနေတဲ့တက်မတော်ကအခု30တို့30တို့အခုချွေးချောင်းမင်းတို့ဒေါကျောက်တရဆက်စစ်ထိုးပြီးတော့မှကျွန်တော်တို့နောင်ချိုမျိုးတော့ကိုပြန်ရရင်ကိုပြည်သူလူထုကအားကိုးရတဲ့တက်မတော်ဆိုတာကိုဖြစ်ရမှာလေကျွန်တော်တို့ကတက်မတော် ဟူနိုင်စေချင်တာဖြစ်စေချင်တာပြပြသားသားနဲ့တွေးစေချင်တာဗျအဲ့ဒီရဲ့ဈားထဲမှာအောက်ခြေကအစ်စ်နေနဲ့တိုက်ပွဲဝင်နေတဲ့စစ်တောင်းမှုတွေဖြူဟာမှုတွေတမမှုတွေနဲ့မြကူကြီးအဘဘူချုပ်ကြီးဦးကျော်ကျော်လင်းတို့နဲ့ဒူးချုပ်ကြီးအဘဦးစိုးဝင်းတို့နဲ့တက်ချုပ်ကြီးအဘဦးမေအောင်လှိုင်တို့ကြားမှာဘာတွေချိတ်ဆက်မှုမရှိနေရလဲ။ ဘာတွေလိုအပ်ချက်တွေရှိနေရလဲကျွန်တော်တို့အဲ့ဒါကိုသိကျင်တာလေဂျားထဲမှာတချို့တော့အခုဒီနေရာထဲမဟုတ်ဘူးနော်မြန်မာနိုင်ငံလုံးအတိုင်းအတာကိုပြောတာဖျဲသီးတွေရှိနေတာလားပေးရတဲ့တာဝန်ကိုခြေပေါ်စွာမထမ်းဆောင်နိုင်တာလားဒါမှမဟုတ်ရင်ငါနေရပြုတ်သွားမှာကြောက်လို့ငါအဘဒုချုပ်ကြီးအဘခါချုပ်ကြီးတို့တရင်မပို့ရတာလား ဟာအဘကာကြုတ်ကြီးဆိုအဲ့လောက်ထိစိတ်တက်ပြော့ပြောင်းလာနော်တရင်ဘုံလှုပ်ပေးမဲ့လူတွေအဘတူးကြုတ်ကြီးဆိုလည်းတရင်ဘုံလှုပ်ပေးမှာပဲအဘညီကိုကြီးဥကြော်ကြော်လင်းဆိုလည်းတရင်ဘုံလှုပ်ပေးမှာပဲကိုတက်မတော်သားလေးဗျာမလှုပ်ပေးပဲနေမလားသူတို့မှာတာဝန်အပြည့်ရှိတယ်အောက်ကတရင်မပို့ရဲတာတချို့ຢာတွေကမပြောရဲတာမပြောရဲတာ အဲ့ဒီဥစ္စာအမှားပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ဘယ်တော့ပြောပြောဘသူ့ကိုအပြစ်တင်လို့တရားမှန်မသိဘူးလို့အဓိကကျွန်တော်တို့ပြည်သူတွေတချို့သော လူတွေကတော့ပြောတာပေါ့ဗျာဟိုတော်ထဲမှာစစ်တိုက်နေရတဲ့လူတွေကတော့ဒါတော့ထားပေါ့လမ်းပေါ်မှာခိတ်ဆောင်တာတို့တရားဆောင်တာတို့နေရတဲ့နေရာတွေကြတော့တချို့သောပြည်သူတွေက ဒါကျွန်တော်ပြည်သူတွေရဲ့အတန်ကိုပြောပြတာနော်စပီကာသမားတယောက်အနေနဲ့အာတချို့သောတချို့သောနော်တချို့သောစစ်သားတွေရဲတွေအာဒီစစ်ပွဲကိုပြီးမှတော့ကြောက်နေရလားမသိဘူးလေဟာကျွန်တော်ကအာမေနိတ်ပေါ့ကျွန်တော်စိတ်ထဲမှာဟာဘာလို့ခင်ဗျားအဲ့စကားပြောတာလဲပေါ့တချို့သောပြည်သူတွေတချို့သောတချို့သောအများကြီးပေါ့ကျွန်တော်တို့ကစပီကာဖြစ်နေတဲ့အတွက်မဟုတ်ဘူးကိုကြီးတဲ့ ။တချို့ကဒီကိစ္စဒီလောက်ရတယ်ဒီကိစ္စဒီလောက်ရဒီကိစ္စဒီလောက်ရတယ်။ဒီစီပွဲမပြီးနေကောင်းလေပဲ။သွားခြင်းနဲ့ကားလဲသွားလာခြင်းနဲ့ကားလဲလာ။စီပွားရေးသမားလည်းကိုကြီးတဲ့ထိုးပေါက်တာပဲတဲ့။စီပွားရေးသမားဘယ်လိုထိုးပေါက်လဲစီပွားရေးသမားကိုပိတ်လို့မရဘူးကိုကြီးတဲ့။ဒီနိုင်ငံကတဲ့။ဘာဖြစ်လို့လဲတဲ့။အောက်မှာကြည့်ပြက်ခြားစားနေတဲ့နော်ကိုကျိုးကိုကြည့်နေတဲ့ဝန်န်းနေရှိနေလို့တဲ့ဟာလောက်ပါအောင်ပေါ့ဒါပြည်သူ့အတံကိုပြောတာ ကိုကျိုးစီမောင်းကိုကြည့်ပြီးတော့ဘလို့ဘလို့လဲဆိုတော့အကိုကြီးတို့ကရခိုင်ဘက်ကိုရိတ်ခါပြတ်တော့မယ်ထားတဲ့ရှမ်းမြောက်ကိုရိတ်ခါပြတ်တော့မယ်ထားတဲ့ဥပမာပေါ့နော်ကျွန်တော်ပြောချင်တာဖြစ်ချင်တာအိုမြကြီးနာချွေးဖို့စကိုင်းနန်းကိုဖြတ်တော့မယ်ထားတဲ့စီပွားရေးသမားကိုဘယ်သူမှပိတ်လို့မရဘူးတဲ့ဘာလို့လဲမရရတဲ့ကွင်းလန်းနေသွားတယ်ပတ်စံအမြောင်များပေးတယ်ပြီးရင်ကုံစင်းတို့တက်တယ်ရောက်သွားတယ်မှန်တယ်မြကြီးနာကိုရောက်တယ်ရခိုင်ကိုရောက်တယ် ရမကရှမ်းမြောက်လာချိုးရောက်တယ်ဒါပေမဲ့အကိုကြီးတဲ့အဲ့ဒီပစ္စည်းတွေအားလုံးကမြန်မာပြည်ထဲကနေသွားတာပါလေမန္တလေးကနေအခြေဘိုးဘူးပြုတ်ပြီးတော့သွားတယ်ရခိုင်ဆိုမကွေးဘက်ကနေသွားတယ်အဲ့တော့ဗါလေလူတွေကစီးပွားရေးသမားဆိုတာအကိုကြီးတဲ့ကိုချိုးအရင်ကြည့်တာတဲ့ကိုချိုးအရင်ကြည့်တော့သူကတော့ တိုင်းပြည်ပါဖြစ်ဖြစ်ပေါ့နော်အဲအဲ့ဒီအချိန်မှာဒီစည်းပွားရေးသမားတွေဒီဖြလန်းတွေသွားနေတာတွေကိုပူပေါင်းပေးနေတာကလမ်းမှာလုံခြုံရေးကြနေတဲ့တမရော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေနော်အဲ့တော့ဟိုတပုံကတော့တို့ဘက်ကိုရောက်လာမဲ့အစားအစာကိုတို့လက်ခံတာဗောတဲ့တို့ကဘာပြောမှလဲတဲ့အဲ့တော့ဒီတိုင်းပြည်ဒီနိုင်ငံမှာပြည်သူလူထု တချို့သောပြည်သူလူထုကစီးပွားရေးဓမ္မတွေဟောကိုကြိုးကိုကြည့်တယ်။တိုင်းပြည်အေဂျင့်ဘုတ်တော့ကိုတက်မတော်နဲ့မပါဝင်ဘူးမပူပေါင်းဘူး။အဲအဲ့ဒါကိုတစ္ဆာပေါက်တဲ့ပြည်သူလူထုကိုတချို့သောဂိတ်တွေဂိတ်တွေမှာကြာနေတဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအားလည်းတစ္ဆာပေါက်တယ်။မတော်ပါနဲ့လို့ပြောထားတဲ့ဥစ္စာကိုပေးလို့တယ်။အဲအားလုံးကကိုကြိုးကြည့်လို့ပေါ့။စီးပွားရေးဓမ္မတော့ ိုးပေါက်မှာပေါ့သူကတော့မျက်ဖြူဆိုင်လေဆရာကြိုက်လေပဲဟုတ်တယ်မလားစီးပွားရေးသမားဆိုတာကသူကြားရှိရေးကိုအရင်ကြည့်တာဟုတ်ခုကြည့်လိုက်ကျွန်တော်တို့ပြင်ဦးလွင်မှာပြင်ဦးလွင်နေတာဆိုစီးပွားရေးသမားတွေအများကြီးရှိတယ်ပြင်ဦးလွင်ပြင်ဦးလွင်တနေရာတည်းကိုပြောမယ်ကျွန်တော်ပြင်ဦးလွင်မှာနေတာပြင်ဦးလွင်မှာချမ်းသာတဲ့လူတွေအများကြီးရှိတယ်ချမ်းသာတဲ့တပ်မတော်ကနေအငိမ့်စားယူလာတဲ့ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်သားသမီးတွေအများကြီးရှိတယ်စောက်တည်နေမေးတယ်ကိုစပေါင်းရင်ကျွန်တော်ဖရဒီရဲ့စီပတ်စင်ဘလောက်ကပါကျွန်တော်အချမဖရအိုဒီရဲ့ပတ်စင်ဘလောက်ကပါ ပြည်ဦးတွေရဲ့အခြေအနေလေးကဘလို့ရှိတော့အရန်သူတည်နေတို့တပုံတည်နေတို့မေးတယ်မေးတယ်ဘဒူးမငလင်ပေးထွက်မလာဘူး ထွက်လာတာလည်းမတွေ့ဘူးငလီဘေးဆိုတာအခုဇွဲတက်ရွှေဆိုင်ကျွန်တော်ကဇွဲတက်ရွှေဆိုင်ကိုကျွန်တော်က တွေ့ခဲ့တာနော်အခုချိန်ကြီးလဲဇွဲတက်ရွှေဆိုင်နဲ့ကျွန်တော်လည်းဆက်သွယ်မရှိဘူးနော်ကျွန်တော်တို့ကျွန်တော်ဘုရားသူများပေးမှကျွေးမှစားရမယ်ဆောက်ဘုရားလည်းမဟုတ်ဘူးဒါပေမဲ့တိုင်းပြည်နိုင်ငံလူမျိုးအတွက်ဆိုရင်တော့နော်တကယ်ကောင်းတာလို့လေအခုဇွဲတက်ရွှေဆိုင်ဆိုရင်ကျွန်တော်ပြောပြီးပြီကျွန်တော်ပြောပြီးပြီစမ်းဝင်းကစမ်းဝင်းပဲ ။နော်ကျော်သူမိမနာမည်လည်းမသိဘူး။တို့မစိုးရင်တိုက်ဟောင်းအစရာဦးဝိရသူကတိုက်သိအဲ့တော့ဇော်နေဆရာတော်ဦးရသူဘာညာဖြစ်နေမှာဆိုလို့เนาะအဲ့တော့じゃတော့ဇွဲထွက်တို့ထွက်လာတယ်ပြန်ပြောပြအောင်မယ်အောင်သမารီတို့နေနေဟိုဟာဖြစ်နေတယ်မြန်မာနိုင်ငံမှာဆိုအောင်သမารီတို့ဆိုတာကတကယ်အထင်ကြီးရွှေတိုင်းနေလေဥအောင်ဆိုတာကဒါသူကသမารီတမသမတ်ကြတယ်ဆိုတော့ အလူမျိုးဆိုပြီးတော့မှဒီတိုင်းပြည်မှာနာမည်ကြီးခဲ့လို့အောင်သမารီဆိုတာဖြစ်လာတာပေါ့ဗျာနော်အဲအောင်သမารီပြီးဝင်းစိန်နော်အခုရွှေနန်းတော်တို့ဘာလို့ဆိုသူသမီးလေးဟိုကောင်မလေးဘယ်လိုလဲသူ့နာမည်လည်းမသိပါဘူးနော်ထိုးရင်နာဖို့ရတူမလားနော်သူနိုင်တာလူလက်လူလေကောင်မသူတို့တွေတဲ့တွားနေလာနေပြီးတော့ကုညီပေးနေတယ်ပြင်ဦးလေမှာစီဝိုင်းလုပ်ငန်းရှင်တွေအများကြီးနော်စီဝိုင်းလုပ်ငန်းရှင်တွေအများကြီး နောက်တစ်ခုကငလျင်ဘေးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တက်မတော်နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့တာအဆနော်ဟိုအမြည်လေးအောင်ပြည့်စုံလို့နော်နောက်တော့အဘဦးတန်းချွေရဲ့မြီးနော်မြန်မာနိုင်ငံရဲ့လုံးဝအထင်ကရနော်ဖခင်လို့တော့ပြောလို့ရတယ်ပေါ့နိုင်ငံနဲ့ပတ်သက်ရင်တော့တကယ်တော်တဲ့ဗိုလ်ချုပ်မူကြီးဦးတန်းချွေပေါ့ဦးတန်းချွေရဲ့မြီးနေချွေသွေးအောင်လို့နော် တိုင်းပြည်ကိုနိုင်ငံကိုတကယ်ချင်းလူစုံနံမှာလည်းမကြောက်ပါနဲ့နော်လူတို့ရေးရတော့ဟိုရှိကောင်းရှိမှာပေါ့ဘာပဲပြောပြောကျွန်တော်တို့မတမ်းမရရတော့ကျွန်တော်တို့ကလိုချင်တယ်တိချင်တယ်ကျွန်တော်တို့ပြည်သူတွေကမျော်လင့်နေတယ်နော်အာညီလေးဘုရားကြီးအောင်ပြေဆုံးကငလင်တန်းဘေးသင့်ပြည်သူတွေအတွက်ဘာပဲလို့အဲ့လိုပြောရလဲဆိုညီလေးမှလည်းအလုပ်ငန်းတွေအများကြီးရှိတယ်။နော် ညီလေးအောင်ပြေဆုံးဆိုရင်လုပ်ငန်းတွေရှိတယ်ကွာဟုတ်တယ်မလားကိုယ်စွမ်းစားနဲ့ကိုယ်ကြိုးစားလို့ရတဲ့လုပ်ငန်းတွေအများကြီးရှိတယ်အကဲအဲ့ဒီလုပ်ငန်းတွေကနေပြီးတော့မှဘဒူးစဲစဲငါတို့မစဲဘူးဘဒူးတွေဘလို့မြင်မြင်ငါတို့မမြင်ဘူးကွာတိုင်းပြည်အတွက်ငလင်းတန်းဘေးတဲ့ပြည်သူတွေအတွက်ကျွန်တော်အောင်ပြေဆုံးကဖိုးသားကြီးอ่ะ 5ဘီလီယံလူပါတယ်ကျွန်တော်ဘိုးချုပ်မူကြီးဟောင်းဦးတန်းဆိုရဲ့မြည်နေရွှေသွေးအောင်เนาะအဲ့မှာချိုပြုံးအောင်ငယ်ပေါ့ဆိုတာရှိတယ်เนาะကျွန်တော်နေရွှေသွေးအောင်က5ဘီလီယံလူပါတယ်ကျွန်တော်တို့ချိုးထားတဲ့ရတာတဲ့ငွေတဲ့ကျွန်တော်ဥဒေသဥပမာတစ်ခုပေါ့မြန်မာနိုင်ငံရဲ့ခရိုနီတွေပေါ့เนาะလူပါတယ်ပေါ့ရဲရဲဝဲဝဲလူပလိုက်စမ်းမှာဟာ တိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာဟုတ်တယ်မလားအလူတိလူမတိသူမတိအောင်လူလာအဲ့ဒါအကျုံးဝင်ဘူးဘာလို့လဲပြည်သူကပြောပြီလေအဲ့ဒါတော့စီးပွားရေးလုပ်နေအောင်နင်တို့အဘကကြုံကြီးသားတော့မလူဘူးတို့နော်အဘရင်တော့ဘုကြုံမူယူဥဒန်းမီးတို့ကမလူဘူးတို့သူတပီးတို့ကမလူဘူးတို့ကျွန်တော်တို့ကလူတာကိုသိရမသိတာထက်ဒီအချိန်မှာသိအောင်လုပ်ပြမှာသိအောင်လုပ်ပြမှာအဲ့ဒါမှဘာလို့လဲနိုင်ငံခေါင်းဆောင်ရဲ့သားတွေ နိုင်ငံတော်အကြီးအကဲတွေနာငိမ့်သားယူသွားတဲ့တားတွေမြည်တွေကျွန်တော်ပြောတာကဒါကတော့အဘဝန်ကြီးချုပ်ကြီးဦးမင်းအောင်လှိုင်ရဲ့နားသွားပြီဖြစ်တဲ့ဗိုလ်ချုပ်မွေးဦးတန်းချွေရဲ့မြည်တော်ပဲပြောတာကြံတဲ့လူတွေလည်းမိမ့်မနေနဲ့နော်ခမားတို့နိုင်ငံတော်အပေါ်မှာတချို့သောအငိမ့်သားတွေရသွားတဲ့လူတွေလည်းတရားဝင်လူတန်းမှာဟာဒီအချိန်မှာလူဝမှာ င်ဦးလွင်မှာဆိုတဲတွေအများကြီးစီးပွားရေးလုပ်ငန်းရှင်တွေနော်စီးပွားရေးလုပ်ငန်းရှင်တွေပင်ဦးလွင်မှာအများကြီးရှိတယ်နော်ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးတော့မှဘဒူကဘလောက်လူတယ်ဒီကျွန်တော်ပြောချင်တာဗျပင်ဦးလွင်မှာဗိုလ်ချုပ်ဆိုးမြတ်တို့ရှိတယ်ပင်ဦးလွင်ကစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကိုပြောချင်တာဗိုလ်ချုပ်ကျွန်တော်တို့ငလင်တန်ပေးတဲ့ပြည်သူတွေကိုနော် ျွန်တော်တို့လူချင်းပါတယ်ဘလို့နီးနဲ့လူရမလဲဘုโจဆိုမဲ့တို့ကအဲ့မှာညွန်ကြားပေးမှာပေါ့လာဘကတိုင်းဘုโจတို့ကိုတိုင်းရှိတယ်ဟုတ်လားအဲ့ကနေပြီးကာဆာရမူကြီးဘုโจကြီးကိုကိုဦးရှိတယ်အစင်းစင်းပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့သိအောင်တော့လူရမှာဗျာမသိဘူးဆိုပြည်သူတွေအားငယ်တယ်လေအားငယ်တယ်အဲ့တော့ခမားတို့တက်တဲ့ပြည်သူလက်တွဲခုဆိုတာကဆိုင်းဘုတ်ပဲရှိတာလားခမားတို့စီဝါရေးလုပ်ငန်းရှင်တွေရော စောက်ခေါက်ကွင်းထဲမှာကြတော့ကိုကျိုးစည်းပွားချဖို့ဟမ်ဟိုဘုံမူကြီးနဲ့ခေါက်ရိုက်လိုက်ငါဟိုဘုံမူကျုံနဲ့ပိုင်ပါတယ်စောက်ပြောလိုက်ဟမ်ခလာတို့မြေမြန်မာနိုင်ငံမှာအရှုပ်ဆုံးနော်လူလေးခမားတို့ဟမ်ခမားတို့မြေကြတော့အကွက်ရိုက်ခိုးပြီးတော့ရောင်းတတ်တယ်ဟမ်လူဟောကြတော့ခမားတို့ခိုးထားတာလူသိမှကြောက်လို့လား တိတိกว่าဘာဖြစ်တော့ကိုဘကိုလူတာဘာဖြစ်တယ်ဒါအမှန်တရားကိုပြောတာခမားတို့ပြည်ဦးလည်းမှာခမားတို့အများကြီး KDB တွေတော့စီးပွားရေးလုပ်ငန်းရှင်တွေမြေပွဲသားတွေအိမ်ချမ်းမြေဒိုးဆောင်တွေခြံတွေမြေတွေမှာခမားတို့ပဲပေါင်းလုပ်နေတာအခုငလီဘေးတဲ့ကြောင့်ပြည်သူတွေဒုက္ခရောက်နေတာကိုတရားဝင်လူသားမှာ ယောသားကြိုးစားတဲ့ဇီးပွားရေးနဲ့ဆိုရင်ကံဘောဇာဗန်ဆရာအကြောင်းဦးအောင်ကိုဝင်းတို့လို။နောက်အေအော်ဒီဗန်ဦးစောစောတို့မတ်ပိုင်ရှင်တို့လို။တိုင်းပြည်ကခမားတို့ကလက်တွဲလိုက်ဖြစ်ပါတယ်အမြန်ဆုံး။နော်ခမားတို့သွားလူတာကိုဘာကကြိုးကြီးကလာမလူနဲ့လို့တရားမှမပြောဘူး။အဘာတူးချုပ်ကြီးလည်းမပြောဘူး။နော်ခမားတို့ကိုယ်တိုင်ကရှစ်ထွက်ပြီးတော့မှလက်တွဲပြီးတော့မှ တော်ပြီလူ ਆ မှာပြည်သူတွေခုတော့ကပြည်သူတွေမှာခုကြည့်လိုက်ငလင်းဘေးဒဏ်တင့်နေအားဘလောက်ပြန်ပြီမိုးကရွာချလိုက်တယ်မန္တလေးမှာအခုဒီနေ့4.6လာပတိန်ကြီးဘက်မှာလှုပ်သွားတယ်ဟမ်ဒီအချိန်မှာဆွဲရက်လက်တွေမြဲပြီးအားလုံးအတူတူရုံးကန်ကြိုးစားရမယ့်အချိန်စီရေးရလည်းမငြိမ်ဘူးเนาะအဘကကြိုကြီးလည်းသူတက်နေတာသူကတော့လှုပ်နေတာပဲလုံနီးလုံဝန်တွေကတော့ကျွန်တော်လည်းမသိဘူးလာချိုးမျိုးဒီတိုင်းပြန်ရတယ်ပါ냐ဆိုတာဒါပျော်လို့မရဘူး နော်မင်းရောပါကောင်လဲဆိုတော့ပါကောင်ကမှလည်းငါမင်းကိုတီသွားတယ်လို့ငါလူပြီးပြီလို့နော်ငါတို့ပုံကြီးတော့မှတရင်စာကျင်းမုံထဲမှာပါတယ်လို့နော်လုံခဲ့တဲ့၃ရက်လောက်ကရက်ဆွဲနေသွားကြည့်နော်အဲ့တော့ကြတော့ပြောချင်တာပြင်းဦးလေးမှာဆိုလဲကျွန်တော်တို့တိတယ်ပြင်းဦးလေးမှာတရေတွေဘောစီတွေတချို့ဆိုရင်တီတီခုစရာတော့ဘုရားကြီးနဲ့အတူတူတော်မှာ တွဲပြီးတော့မှသွားလုံနေရတယ်ရှိတယ်နံပါတ်တွေမပြောချင်လို့နော်နံပါတ်တွေမပြောချင်လို့ပြင်ဦးလေမှာတရေတကယ်စိတ်ဓာတ်နှလုံးသားကောင်းတဲ့တရေတွေနော်ဒီအချိန်မှာရွှေဆိုင်ပိုင်ရှင်ဒီအချိန်မှာပြောချင်တာကနော်အစ္စလမ်တွေခရစ်ယာန်တွေဘူဘာလဲဝိညူတွေဘာတွေဘာမှ ခွဲခြားလို့မရဘူးနော်အစ္စလမ်ဘာသာပိုင်ရှင်ဆိုလဲသူတို့ကသူတို့သွားလူမှာပဲနော်ရွှေဆိုင်ပိုင်ရှင်တွေဒီမှာအများကြီးရှိတာပဲပြင်ဦးလေမှာလဲနော် ဌာနဆိုင်ရာတွေအကြီးအကဲတွေနဲ့ဘလို့ကူညာကျွန်တော်တို့လည်းဒီလိုပဲလေအာလူချင်းပြီဆိုလို့ချင်းအာဘလို့လှုပ်လို့ရမယ်အာလူလို့မရဘူးလို့မဆိုရင်တနည်းတလန်းနဲ့ကျွန်တော်တို့ကပတ်ပြီးတော့ဆက်သွယ်ပြီးတော့လူလာနော်လူလာကိုပြောချင်လို့မဟုတ်ဘူးပြင်ဦးလွင်မှာနော်အင်ချမ်းမြေကျိုးတောင်တွေရှိတယ်နော်မြေခွက်လို့တဲ့ခမားတို့တွေလူသားချင်းကိုချင်းစာနာစာလိုက်စမ်းမှာခမားတို့အသက်မသေးခင်ဒီတစ်ချိန်ပဲကိုချင်းစာရမှာ မလီဆိုတာမြန်မာပြည်မှာကျွန်တော်အသက်46နှစ်ဒီဒီချိန်မဲမြင်ဘူးလားနောက်ထပ်ကျွန်တော်အသက်နေရလို့ရှိလို့ချင်း25နှစ်ပဲတည်မဲ့ကောင်လူဆိုတာဗုဒ္ဓဘာသာရကွေးသောလည်းမဆန့်မီဆန့်သောလည်းမကွေးမီဒီချိန်မှာမလူဘဲချိန်မှာသွားလူကြမှာလဲကိုယ်နိုင်ငံသူနိုင်ငံသားချင်းချင်းစီယုံနေဆိုတဲ့စိတ်နဲ့ခင်ဗျားတို့ကကိုကြိုးစည်းပါရှာဖို့ဆိုရင်ခင်ဗျားတို့ကကောက်လဲရိုက်တယ်အရက်လဲတောက်တယ်နော်ပြီးရင်အဲ့လူတွေကမျက်နှာနာပြီးတော့သိရမလား မပြောရဲမဆိုရဲတချို့သောလူတွေပေါ့လောက်ပိုင်ဝင်ရှိတဲ့လူတွေပေါ့နော်ဒါတဲ့တဲ့တဲ့မမတ်ကိုပြောတာနော်အာမင်းပါလို့လေဟာကျွန်တော်တို့ကောင်မျိုးတိုင်းပြည်သူပြည်သူလူအဟိုမင်းကပထိုးကြီးတိရောက်ပြီးပြီကျွန်တော်လည်းတတ်နိုင်ကျွန်တော်တရေမဟုတ်ဘူးတကြွယ်လည်းမဟုတ်ဘူးနော်